သူ့ရဲ့ခရဖြစ်သွားပြီဒါကသူ့ရဲ့ခရရွေသူ့ရဲ့အတန်တူတာကတွေ့ထိုးရာကောင်းပါဆိုရအောက်ကမြင်ရွေဒါကရွေသွားတာဒါကအထူးရဲ့ခရရွေအတန်တာတူတာမတူတာအထူးရဲ့ခရဒါကဟိုဘက်ကိုဟိုဘက်ကိုရွေသွားတာဒီမှာခဲတယ်ဒီမှာရှိတယ် ဟမ်ရွေးသွားပြီကျွန်မရွှေ့လိုက်တာကိုရွေးသွားတာပေါ့အဲ့ဒီလိုမျိုးတသားမိမိတို့ကိုကျွန်မတို့နားလဲအောင်သင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာလေးမှာအေဒရလေးနဲ့ရွေးဒရလေးကိုသူကထပ်ပြီးတော့ဒီမှာ grade 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 1ညာဖတ်စာအုံးမှာအေဒရလေးနဲ့ရွေးဒရလေးပါသေးတယ်အဲ့တော့ရွေးဆိုရင်ယနေ့နေ့သားရွေးမြန်မာစကားနဲ့စာနဲ့မတူပါဘူးเนาะကျွန်မအရင်တော့လည်းပြညာကိုပေးခဲ့တာရှိပါတယ်အဲ့တော့မြန်မာစကားမှာဒီဒီနေ့ဒီနေ့ ဒီနေ့နေတာလို့အဲဒီနေ့နေတာလို့လေအဲ့တော့ရွေဆိုတာလို့အတိတ်ပဲနဲ့အတူတူပဲဆိုတာလေးကိုလည်းမိမိတို့ကတချေတို့ကရွေအတိတ်ပဲကမြန်မာစာဆိုရင်စကားမှာစာမှာသုံးတာဒါစကားမှာဆိုလို့ရှိရင်ကျမတို့ကရွေဆိုတာလို့ လာကြမှာဆိုင်ဆောင်ရေးတဲ့အခါမှာခက်ခဲဖြစ်မှာဖြစ်ပါတယ်။အဲဒီနေ့နေတာလို့အဝတ်တွေလှမ်းလိုက်အောင်မယ်။အဝတ်တွေလျှော်လိုက်အောင်မယ်။အဲ့လိုမျိုးမြန်မာစာနဲ့မြန်မာစကားကိုကိုယ့်အောင်သင်ပါမှကျမတို့ဒီတဒန်းမှာတိတိသွားပြီးဆိုမှနှစ်တန်းသုံးတန်းလေးတန်းမှာသုံးတန်းကြာရင်ကျမတို့ပါပါပြီလေဆိုတော့ ဝကြဖွဲ့တွေကိုပါတာကိုဖွဲ့တယ်မှာဖြစ်ပါတယ်။နမွေကိုဝကြဖွဲ့ကိုစကားတွေနဲ့ဖွဲ့တာဖြစ်ပါတယ်။အဲကနေစလို့စိုက်စာကုန်းကိုလည်းစကားတွေနဲ့ရေးမှာဖြစ်ပါတယ်။အဲကြောင့်စာနဲ့စကားကွဲအောင်ဆရာမတွေညီမဆရာမအနေနဲ့မြန်မာစာကိုဖြစ်အောင်သင်ပေးဖို့လိုပါတယ်။ကိုညီမစာပေကိုလည်းပြစ်ထားလို့မရဘူး။အင်္ဂလိပ်စာသူများအင်္ဂလိပ်စာအင်္ဂလိပ်အင်္ဂလိပ်ဖုန်းနဲ့ဖုန်းနဲ့အကျွန်မကတော့ဖုန်းနဲ့ကောမြန်မာရောအကုန်လုံးလိုက်ရုံးကြည့်ပြီးမျှတာအောင်လေ့လာပြီးတော့ကျွန်မရဲ့ channel လေးမှာအများနဲ့မျှဝေပေးပါမယ်လို့ပြောကြရင်းနဲ့ကျွန်မရဲ့အာအာ ID အေးအေးအေးတရာသင်ခန်းစာဒုတိယပိုင်းလေးကိုဒီနေ့ရက်တန့်ပေးရသေးရှင်အစုံကြီးကြည့်ပြီးကျေးဇူးတင်ပါတယ်မေးစရာမေးခွန်းများရှိရင်လည်းမေးခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်